စေုပ်တွေကအလုတ်တွေအလုံးကိုတင်းပိုက်တော့မလားဒါမှမဟုတ် AI ကြောင့်လူတွေအလုတ်လက်မဲ့ဖစ်ကုန်တော့မလားอืมဒီမေခွန်းဒါလီအခုချိန်မှာတော်တော်များများရဲ့ခေါင်းထဲမှာရှိနေတဲ့စိုးရိမ်မှုတစ်ခုပေါ့နော်ဟုတ်ပါတယ်ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကဒီစိုးရိမ်မှုကအစ်စ်တော်မဟုတ်ဘူးမှန်တယ်တကယ်တော့တမိုင်းမအချင်းချင်းဖိတ်ခဲ့ဘူးတယ်ဟုတ်တယ်လွန်ခဲ့တဲ့နှစ်နှစ်ရာကအင်္ဂလန်မှာစိတ်ရကန်းတွေကိုရိုက်ချိုးခဲ့တဲ့လက်တိုက်တွေခစ်ကတွေကဒီကြောက်စိတ်ကရှိခဲ့တာอืม ီနေ့မှတော့လေဒီမိခွန်းကိုဟုတ်တယ်မဟုတ်ဘူးဆွေတဲ့အဖြစ်ရိုးရိုးလေးနဲ့ကြော်တော့မှမဟုတ်ပဲနဲ့ MIT ကစီးပွားရေးပညာရှင်တွေဖြစ်တဲ့ Deron Isamu ကိုလေ Pasquale Restrepo ရဲ့သူတည်တနာနောက်ပြီး David Otter ရဲ့စာတမ်းတွေကိုအခြေခံပြီးနှစ်နှစ်ပိုနှစ်နှစ်နဲ့ဆွေးနွေးကြည့်ချင်ပါတယ်ဟုတ်ကဲ့ဒီကိစ္စကိုအလုတ်တွေပြောက်သွားမှလားဆိုတာထက်အင်အားကြီးတဲ့ခုချာကအပြေးပြိုင်ပွဲတစ်ခုလူမြင်ကြည့်ရင်ပို့မှမယ်ထင်တယ် အပြေးပြိုင်ပွဲစိတ်ဝင်စားစရာပဲမတဲတဖက်မှာကအလုပ်တွေကိုအစားထိုးဖြစ်တဲ့နိပညာရဲ့အင်းအား displacement effect အရှိန်နဲ့ပြင်းနေတယ်ဥနောက်တဖက်မှာကျတော့အဲ့ဒါကိုတံပြန်ပြီးအလုပ်အသစ်တွေဖန်တီးပေးတဲ့အင်းအားစုတွေ countervailing forces ကအမီလိုက်နေရတဲ့သဘောမျိုးပေါ့ဒါဆိုဒီနေ့ဆွေးနွေးမှုကအဲ့ဒီပြိုင်ပွဲအကြောင်းကိုစူးစမ်းကြမှာပေါ့နော်ဘတို့ကအတောက်စီးရနေလဲဆိုတာမျိုးအဲ့ဒါပဲ အဲ့ဒီပြိုင်ပွဲကအဓိကကစားသမားတွေကဘယ်သူတွေလဲပြီးတော့ပြိုင်ပွဲအဆုံးသတ်တာဘယ်လိုဖြစ်နိုင်မလဲဆိုတာကိုကြည့်ရမှာပါ။ကောင်းပြီ။ဒါဆိုရင်လည်းအဲ့ဒီအပြေးပြိုင်ပွဲရဲ့အစလူတိုင်းကိုအထက်တလန့်ဖြစ်စေတဲ့ကစားသမားနေဆက်လက်ရရအောင်။ displacement effect နေရာရှိပြောင်းခြင်းပေါ့။ဟုတ်ပါတယ်။တာကတော့ရှင်းရှင်းလေးမနော်။အရင်ကလူစေးရောက်လုတ်တဲ့အလုပ်ကိုဆက်တလုံးကဝင်လုတ်လိုက်တာမျိုး။တမိုင်းတွေကဥပမာတွေကတကယ်ကိုထင်ရှားလွန်းတယ်။အထင်ရှားဆုံးကတော့ဆမ်မှုဒေါ်လာကြီးကလာကအထယ်လင်းလုံကမယ်။အင်းရကန်းဆက်တွေ။ဟုတ်တယ်။ အရင်ကလက်နဲ့ရကန်းရက်တဲ့ကျွမ်းကျင်လုံသားတွေဟာသူတို့ရဲ့အသက်မွေးဝမ်းကြောင့်ပညာရက်တစ်ခုလုံးကိုစက်တွေကရပိုင်းတွင်အတုံးမဝင်အောင်လုပ်ပစ်လိုက်တာကိုမြင်ခဲ့ရတယ်။စိုက်ပျိုးရေးမှာတော့ပဲနော်ဝါကွန်းစီထုတ်ဆက်တို့ထွန်းဆက်တို့ပေါ်လာတော့ဟုတ်တယ်လက်ခွဲနေတယ်မှာလူအင်အားများကြီးမလို့တော့ဘူးတာဟာအလုတ်တစ်ခုလုံးကို အစားထိုးလိုက်တာအဲ့ဒီခက်ကလူတွေအတွက်တော့တကယ်ကဘာပြတ်တယ်လို့ခံစားခဲ့ရမှာပဲဒီနေ့ခင်မှာဆိုရင်တော့ စာရေးစာချီအလုပ်တီ data ထည့်သွင်းတဲ့အလုပ်တီစိတ်ယုံကထက်တလဲလဲလုပ်ရတဲ့အလုပ်တီကအဲ့ဒီလို အစားထိုးခံရနိုင်ကြီးအများဆုံးလို့ပြောလို့ရမလားအတိအကျပါပဲ David Otter ကအဲ့ဒါတွေကိုလုံရိုးလုံစင်စံတို့အလုပ်တောင်ဝင်များ routine tasks လို့တုံတုံထားတယ်ဒီနေရာမှာ routine ဆိုတာပင်းစရာကောင်းတာကိုပြောတာမဟုတ်ဘူးနော်မဟုတ်ဘူးရှင်းလင်းတဲ့စီမင်းစည်းကမ်းတွေနဲ့အစင်စင်လှုပ်ဆောင်လို့ရတယ်ဘယ်လုံးမဆိုပါဝင်တယ်ဥပမာ band တစ်ခုမှာ ငွေတွင်းငွေထုတ်လုပ်ငန်းစဉ်ကစီးမြင်နေတဲ့ရှင်းရှင်းလင်းလင်းတမှတ်ထားလေ။အဲ့ဒါကြောင့် ATN စစ်ကအဲ့ဒီအလုပ်ကိုအစားထိုးနိုင်ခဲ့တာ။မှန်ပါတယ်။ computer program တစ်ခုအနေနဲ့ရေးချနိုင်တဲ့ပဲအလုပ်မဆိုအန်ဒရရရှိနေတာပေါ့။ဒါကပြန်ပွဲတွေကအဖြတ်ဆွန်းအားရှင်ပဲ။ကောင်းပြီ။ဒါကတော့ဇလန်းရဲ့ကြောက်စလာကောင်းတဲ့အပိုင်းပေါ့။ဒါပေမဲ့ခုနပြောတဲ့ပြန်ပွဲမှာ note ထက်ဖက်ကတံပြန်လိုက်နေတဲ့အင်အားစုတွေရှိတယ်ဆိုတော့သူတို့ကဘယ်သူတွေလဲ။ ပထမဆုံးနဲ့အရေးကြီးဆုံးတံပြန်ဆွမ်းအားတစ်ခုကတော့ကုန်ထုတ်ဆွမ်းအားအကျိုးတရောက်မှု productivity effect ပါပဲ။နာမည်ကနင်းနေခဲ့ပြီမဲ့တပိုးတရားကတော့ရှင်းမထင်နဲ့။ဟုတ်တယ်ရှင်းပါတယ်။နီးပညာကြောင့်လုပ်ငန်းတစ်ခုရဲ့ကုန်ကျစရိတွေကျသွားတဲ့အခါကုမ္ပဏီကပိုပြီးချေထွင်းနိုင်လာပြီးဂျန်တဲ့နေရာဒီမှာလူပိုလိုလာတာမျိုးပါ။အော်ခုနက ATM ဥမာကိုပဲပြန်ကြည့်ရအောင်။အဲ့ဒါအရင်စိတ်ဝင်စားစရာပဲ။ဟုတ်ကဲ့။ ATM နဲ့ပေါ်လာရင် ဘန်ဆိုင်ရတဲ့လုတ်ပြိုကုန်တော်မယ်လို့လူတိုင်းကထင်ခဲ့ကြတာဒါပေမဲ့တကယ်တမ်းမှလို့အမေရိကန်မှာဘန်ဆိုင်ရဥယေကတိုးတုံတိုးလာခဲ့တယ်ဆိုဟုတ်ပါပြီတရုံခုငေါ့ဆာဗေးနဲ့ညထောင်ဆေကြမှာဘန်ဆိုင်ရဥယေကတိုးလာခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ဖြစ်စဉ်ကဒီလိုပါအင်း ATM တလုံးကဘန်ဆိုင်ရတယောက်ရဲ့ငွေကွင်းတွေတဲ့အီလုတ်တွေကိုလုတ်ပေးလိုက်တဲ့အခါဘန်ခွဲတစ်ခုကိုလဲပတ်ဖို့လူရင်အားနည်းနည်းပဲလိုတော့တယ် အရင်ကစာရေး6ယောက်လိုတယ်ဆိုရင်အခု3ယောက်နဲ့ဖွင့်လို့ရသွားပြီပေါ့အဲ့ဒီတော့ပဲဒါကြောင့်ဗန်လေအထွတ်ဗန်ခွက်အစ်စ်တွေဖွင့်ရတဲ့ဂုံကြစီကအများကြီးတက်တာတော့တယ်ဒီတော့သူတို့ကအရင်ကထက်ဗန်ခွက်အစ်စ်တွေအများကြီးပိုဖွင့်လာကြတယ်ဗန်ခွက်အရေးတက40%လောက်တိုးလာခဲ့တယ်လို့ဖတ်ရတယ်ဟုတ်ပါပြီဒီတော့စုစုပေါင်းဗန်စာရေးလိုအပ်ချက်ကကြားမတော်ပဲတိုးတောင်တိုးလာခဲ့တာပြီးတော့ဗန်စာရေးတွေရဲ့အလို့သမို့တဘာဝပါပြောင်းသွားတယ်နော် ဟုတ်တယ်အဲ့ဒါက နောက်တစ်ချက်ပတ်စံရေးသွင်းနေရတဲ့အလို့ကနေဖောက်တယ်ဒီကူချင်းငွေကြောင်းယင်းနီးမြုပ်နှမှုအကြောင်းရှင်းပြတဲ့ relationship banking ဆိုတဲ့အခန်းကဏ္ဍကိုပြောင်းလွှဲရတယ်။အဲ့ဒါကစက္ကအစားမထိုးနိုင်တဲ့လူသားရဲ့ကျွမ်းကျင်မှုပဲ။သူတို့နှီးပညာကအလို့ဒီကူဟုဖြစ်စည်းလိုက်ပေမဲ့တချိန်တည်းမှာပဲတခြားအလို့တစ်ခုကိုပို့ပြီးတန်ဖိုးရှိလာအောင်အားဖြည့်ပေးလိုက်တာပေါ့။အဲ့ဒါကိုအပြန်လန်အားဖြည့်ခြင်း complementary larity လို့ခေါ်ပါတယ်။ Kramer ရဲ့ Orange theory လို့ပဲ။ Oh, Orange theory. ဟုတ်တယ်။ ကားစီမှာအစိပ်ပိုင်းတရာကိုရှိလေဆိုပါစို့အစိပ်ပိုင်း69ခုကတာမန်ပဲဒါပေမဲ့အစိပ်ပိုင်းတစ်ခုကိုအရေသွင်းအမြင့်ကြီးတွန်းလိုက်ရင်ကျန်တဲ့69ခုကိုပါအရေသွင်းမြင့်ဖို့ကပိုပြီးတန်ဖိုးရှိသွားစေတယ်။အော်ဒီမှာလဲ ATM ကငွေကြိုက်တွေမှုကိုအမားရေးမရှိလုပေးလိုက်တဲ့အခါလူသားပန်စာရေးရဲ့ဆက်ဆံရေးကြွန့်ကျင်မှုကအရင်ကတည်းကအများကြီးပိုတန်ဖိုးရှိသွားတာပေါ့။ဒါကနေရာရွှေ့ပြောင်းခြင်းကိုတံပြန်တဲ့အင်အားကြီးတစ်ခုပဲ။ကောင်းပြီ။ဒါဆိုပြိုင်ပွဲရဲ့ပုံစံကပြောင်းလဲလာပြီ။ အလုတ်တွေလုံးဝပျောက်သွားတာထက်အလုတ်ဆေးဝက်ကြီးတစ်ခုလုံးရဲ့ပုံတရံကပြောင်းလဲသွားတယ်လို့ဆိုလိုတာလားဟုတ်ပါတယ်အော်တိုရဲ့တုတေသနမှာ job polarization ဆိုတဲ့အယူအဆကိုတွေ့ရတယ်အလုတ်ဆေးကွက်ကအလဲမှာခြွင့်ဝင်ပြီးအစွန်းနှစ်ဖက်မှာမြင့်တက်လာတာမျိုးလားအတိအကျပဲစောစောကပြောခဲ့တဲ့ routine tasks တွေဥပမာဆွေရင်ကိုင်းစိတ်ယုံအလုတ်တမစာရေးဝန်ထမ်းလိုမျိုးအလဲလက်ကျွမ်းကျင်မှုနဲ့ဝင်းဝေရှိတဲ့အလုတ်တွေက automation ရဲ့အဓိကဖက်မှာဖြစ်သွားတယ်။ဒါကြောင့်အလုပ်ဈေးခွက်ရဲ့အလဲအလွတ်ကကျုံသွားတာ။ဟုတ်တယ်။ဒါပေမဲ့အစွန်းနဲ့ဖက်မှာတော့အလုပ်တွေကပိုများလာတယ်။အစွန်းနဲ့ဖက်ဆိုတာဘယ်လိုလုပ်မျိုးတွေကိုဆိုလိုတာလဲ။တပတ်စွန်းကအမြင့်မားဆုံးကျွမ်းကျင်မှုလိုအပ်တော်အလုပ်များ effect test တွေပေါ့။ဒါတွေကတီထွင်ဖန်တီးနိုင်စွမ်းပြဿနာဖြေရှင်းနိုင်စွမ်းရှုထွေးတဲ့ဆက်သွယ်ပျော်စိုးမှုတွေလိုအပ်တဲ့အလုပ်တွေ။ဥပမာမန်နေဂျာတွေ၊ဆေးရုံးတွေ၊တိပံပညာရှင်တွေ၊ဆော့ဖ်ဝဲအင်ဂျင်နီယာတွေပေါ့ ဟုတ်တယ်ဒီအလုပ်ဒီကနီးပညာတက်တဲ့ကြောင့်ပိုလို့တောင်အားကောင်းလာပြီးလိုအပ်ချက်ပိုများလာတယ်နောက်တစ်ပတ်စွန့်ကတော့နောက်တစ်ပတ်မှကာယအားသုံးလုပ်များ annual test တွေရှိတယ်တန်ရှင်ရေးလို့တော့စာပွေထိုးတက်ကြည့်ရအောင်ဆောင်ချောက်တူနေလို့အလုပ်မျိုးတွေပေါ့ခဏလင်းတော့အဲ့ဒီအချက်ကနင်းနဲ့တော့ထူးဆန်းတယ်စည်ရင်ကင်တယောက်ရဲ့အလုပ်ကစရုပ်အတွက်လွယ်ပြီးအခန်းတန်ရှင်ရေးလုပ်တဲ့အလုပ်ကဘာလို့ခက်နေရတာလဲတန်ရှင်ရေးလုပ်တာကပိုပြီး routine မကြဘူးလားဒါကအရင်ကောက်နေမိကုန်ပဲ။ အဲ့ဒါကိုရှင်းပြဖို့ Polanyi's paradox ဆိုတာကိုနားလည်ဖို့လိုတယ် Polanyi's paradox ဟုတ်တယ်သတ္တနာပညာရှင် Michael Polanyi က we know more than we can tell တဲ့ကျွန်တော်တို့ပြောပြနိုင်တာတည်းပိုတိကျအဲ့ဒီသဘောပဲစဉ်းစားကြည့်လေစပီးဘလို့စီရလဲဆိုတာကိုစာအုပ်တော့ရေးပြီးရှင်းပြလို့ရမလားမရဘူးလေကိုယ်လည်းတစင်းနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ကသူ့လိုလိုတင်ယူွားလားကလေးကစားစရာတစ်ခုကိုမတော်တဆဆုပ်မသွမ်းအောင်ဘလို့ရှောင်ရမယ်ဆိုတာကိုတာမန်အသိ common sense နဲ့ ချက်ချင်းတည်တယ်။အဲ့ဒီတာမန်အတီးတရားကိုကွန်ပျူတာကိုဖီဒီယေဖိုးကမဖြစ်နိုင်တဲ့လောက်ခက်ခဲတယ်ပေါ့။ဟုတ်တယ်။ဒါကြောင့်ဆေးရုပ်တယောက်ကတစီတွန်ကစားတာက လူတယောက်ရဲ့မျက်လာကိုမမိဟတဲ့ပိုလွယ်နေတာ။ဒီပိုလနစ်ပရာဒေါ့ရှ်အမဲမန်နူယယ်ထောင်းစေကလောလောဆယ်မှာအော်တိုမေးရှင်းရဲ့ဘေးကလွတ်နေလာပါ။ဒါဆိုရင်အလို့စေးခွက်ကအလဲမှာဟောက်ထွက်သွားပြီးချမ်းသာတဲ့သူတွေလုပ်တဲ့အစမြင့်အလုပ်တွေနဲ့ဝင်ဝင်နေရတဲ့သူတွေလုပ်တဲ့ဝန်ဆောင်မှုအလုပ်တွေပဲကြံတော့လေသဘောဖြစ်သွားတာပေါ့ဟုတ်ပါတယ် ဒါကလူမှုရေးအရာတော်တော်ကြီးမားတဲ့အသိအောင်မှုပဲဒါပေမဲ့ဒီလုံးနဲ့ပြန်ကွဲကပြီးပြီလားနေရာရွှေပြောင်းခဲရတဲ့အလဲလက်တန်းစားအလုပ်သမားတွေထက်မျောလင်းချက်မရှိတော့ဘူးလားမဟုတ်သေးဘူးအစမိုဂလိုနဲ့ရက်စထရီပိုတို့ကတံပြန်အင်အားစုတွေထဲမှာအစွမ်းအထက်ဆုံးပြိုင်ပွဲတစ်ခုလုံးကိုအလေပြောင်းဖစ်စေနိုင်တဲ့နောက်ဆုံးကစားသမားတွေရောက်ကြံသေးတယ်လို့ဆိုတယ်အဲ့ဒါကဘာဖြစ်မလဲအဲ့ဒါကတော့လုံးဝတစ်ဖြစ်တဲ့အလုပ်တာဝန်တွေဖန်တီးခြင်း creation of new task ပါပဲသူတို့အတားကိုပြန်လည်နေရာချထားခြင်းအကျိုးတက်ရောက်မှု reinstatement effect လို့ခေါ်တယ်။ solola ကရှိပြီးတော့အလုပ်တွေကိုအားပြေတာမဟုတ်ပဲအရင်ကလုံးဝမရှိခဲ့တဲ့အလုပ်ကိုင်အသစ်ဆက်ဆက်တွေပေါ်လာတာမျိုးလား။အတိအကျပဲ။တမိုင်ကိုပြန်ကြည့်ရင်ဒါကအမြဲတမ်းဖြစ်ခဲ့တယ်။မော်တော်ကားတွေပေါ်လာတော့မြင်းသီးနဲ့အလုပ်ပြုတ်ခဲ့တယ်။อืมဟုတ်တယ်။ဒါပေမဲ့ကားပြင်ဆက်ယုံလို့တာကားမောင်းနမှာ land port engineer မော်တော်ကားဒီဇိုင်နာဆိုတဲ့အရင်ကမရှိခဲ့တဲ့အလုပ်ကိုင်တွေထောင်ထောင်ကြီးပြီးပေါ်လာခဲ့တယ်။စိုက်ပျိုးရေးကနေထက်လာတဲ့လုပ်သားတွေလို့ပေါ့။မှန်တယ်။ 20ရာစုအစာပိုင်းမှာအမေရိကန်လုပ်သား40ရာခိုင်နှုန်းကစိုက်ပျိုးရေးမှာလွတ်ခဲ့ကြတယ်။အခုတက်ရခိုင်နှုန်းပဲရှိတော့တယ်။အဲ့ဒီ39ရာခိုင်နှုန်းတော့လုပ်သားနေပြေရောက်သွားလဲ။သူတို့အတွက်စက်မှုလုပ်ငန်းနဲ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာအလို့အသစ်တွေပေါ်ပေါက်လာခဲ့လို့ပဲ။အဲ့ဒါပဲ။ဒီလိုအလို့အသစ်ဖန်တီးမှုတာမရှိခဲ့ရင် automation ကြောင့်လူဖွဲ့စည်းတစ်ခုလုံးအလုံးလက်မဲ့ဖြစ်သွားမှာကြာပြီပေါ့။ဒါကသူတို့ artist ရပါပဲ။ ဒါပေမဲ့အတိတ်မှာဖြစ်ခဲ့တိုင်းအနာဂတ်မှာဖြစ်မယ်လို့အားမခံလို့ရလို့လား AI ကအရင်ကနေပညာအနေနဲ့မတူပဲပို့ပြီးအစွမ်းထက်တယ်လေဟုတ်တယ် AI ခင်မာတော့အဲ့လိုအလုပ်ကတိတိတကေပေါ်လာပါမလားဒါကအခုပြင်ရရှင်နေကြမှာအငင်းပွားနေကြတဲ့အဓိကမိကုန်ပဲအစမုဂလိုတို့ကတော့ဖြစ်နိုင်ခြေရှိတယ်လို့ယုံကြည်တယ်သူတို့ကဘလို့ထောက်ပြထားလဲသူတို့ထောက်ပြတာက AI ကိုယ်တိုင်ကအလုပ်အတိတ်တကေ platform တစ်ခု ဖြစ်လာနိုင်တယ်ဆိုတာပဲဥပမာ AI စနစ်တွေကိုမမှန်ကန်ကန်အလုပ်လုပ်တတ်အောင်သင်ကြားပေးရတဲ့ AI trainers တွေ။ Oh AI ကိုလေ့ကျင့်ပေးရတဲ့သူတွေ။ဟုတ်တယ်။ပြီးတော့ဆရာဝန်တယောက်ကို AI ကယောဂဖြာဖွေတဲ့အဖြေတစ်ခုပြီးတဲ့အခါဘာကြောင့်ဒီအဖြေထွက်လာလဲဆိုတော့ကိုရှင်းပြပေးရတဲ့ explainers တွေ။ရှင်းပြသူတွေ။ ဟုတ်တယ်နောက်ပြီးတော့ AI စနစ်တွေကကျင်းဝင်းတဲ့အင်ဂျီအလုပ်လုပ်ရလားလို့စောင့်ကြည့်ပေးရတဲ့ sustainers တွေလို့အလိုမျိုးစားတည်တည်ပေါ်လာနိုင်တယ်ဒါကပြိုင်ပွဲရေးအဆုံးချပေးနိုင်တဲ့အပိုင်းပဲဟုတ်ပြီဒီတော့ဇလန်းကတော်တော်လေးအားတက်စရာကောင်းလာပြီဒါမဲ့ဒီအခုအပြောင်းကချောချောမွေ့မွေ့လို့ဖြစ်မှာမဟုတ်ဘူးလို့လေဒီစာတန်းကြီးကတည်တည်ပေးထားပြန်တယ်မဟုတ်ကဲ့ဒီပြင်ပွဲမှာကြော်ဖြတ်ရမယ့်အခက်ခဲတွေအတားအဆီးတွေကဘာတွေလဲပထမဆုံးအကြီးမားဆုံးအတားအဆီးတော့ဒီအခုပြောင်းကနေခွေပြီးနာကျင်စရာကောင်းတယ်ဆိုတာပဲ နေခွေးပြီးနာကျင်စရာကောင်းတယ်။ဟုတ်တယ်။သမိုင်းမှာနာမည်ကြီးတဲ့ Angels Paws ဆိုတဲ့ကာလာတစ်ခုရှိခဲ့တယ်။ Britain ဆက်မှုတော်လန်ကြီးရဲ့အစောပိုင်းဆယ်စုနှစ်ဒီမှာနိုင်ငံရဲ့ကုန်ထုတ်ဆောင်ရည်တိုးတက်နေပေမဲ့တာမန်အလို့သမားတွေရဲ့လောခလာစာကလုံးဝမတိုးတက်ဖဲရပ်တနေခဲ့တယ်။အင်းလူနေမှုအဆင့်အတန်းကဆိုးရွားခဲ့တဲ့ကာလာပေါ့။ဟုတ်ပါတယ်။အလို့အဟောင်းနဲ့အလို့အတ္တစီကိုလူများကြီးရွှေ့ပြောင်းဖို့ ကျွမ်းကျင်မှုအတစ်တွေတင်ယူဖို့ဆိုတာမျိုးဆက်တဆက်စာလောက်အချင်းယူရတယ်။အလို့အသစ်ရှာယုံနဲ့မပြီးဘူးပေါ့။အဲ့ဒီလို့သူကလိုအပ်တဲ့ကျွမ်းကျင်မှုတွေပါလိုလာပြီ။ဒါကဒုတိယခက်ခဲချိန်မယ်ထင်တယ်။မှန်ပါတယ်။ကျွမ်းကျင်မှုမကိုင်ညီခြင်း skills mismatch ပေါ့။ဟုတ်တယ်။စေယုံဒီယုံမှာ Nikon 30လောက်လာတဲ့အလို့သမားတယောက်ကိုမင်းတို့ပြန်ကစပြီးမင်းက social media manager ပဲလို့ပြောလိုက်လို့မရဘူးလေ။ဟုတ်တော့ပေါ့။ အလို့အစ်တွေကလိုအပ်တဲ့ကျွမ်းကျင်မှုအစ်တွေကိုလက်ရှိပညာရေးစနစ်ကအမိလိုက်ပြီးမွေးထုတ်မပေးလိုက်ဘူးဆိုရင်အခုအပြောင်းကအရင်နေတော့မယ်အဲ့ဒီအခါမှာလူတွေကအလုံးလမဲ့ဖြစ်နေခြင်းမှာ company တွေကလည်းသူတို့လူချင်းနဲ့ကျွမ်းကျင်လူသားကိုရှာမရတဲ့အခြေအနေမျိုးဖြစ်လာနိုင်တယ်ဟုတ်ပါတယ်ဒါကကုံထုတ်ဆန်းအားတိုးတက်မှုရဲ့အကျိုးကျေးဇူးကိုလူအဖွဲ့အစည်းတစ်ခုလုံးမခံစားရအောင်တာစီထားနိုင်တဲ့အတအစီကြီးတစ်ခုပဲ နောက်ဆုံးအနေနဲ့အစ္စမိုဂူရုရဲ့စာတမ်းမှာကျွန်မတွေ့လိုက်တဲ့စိတ်ဝင်စားစရာအကောင်းဆုံးနဲ့နည်းနည်းကြောက်စရာကောင်းမဲ့ချက်တခုရှိတယ်။ဘာများလဲပဲ။အလိုအလျောက်စနစ်တိုင်းကကောင်းတာမဟုတ်ဘူး။စီးပွားရေးကိုအကျိုးမပြုရဲ့ automation တွေလည်းရှိတယ်ဆို။ဟုတ်ပါတယ်။သူတို့ကဒါကို social technologies မကောင်းတာကောင်းနည်းပညာများလို့ခေါ်တယ်။ social technologies ဆိုလိုတာကဒီနည်းပညာဟာလူသားလူသားတယောက်ကိုအလုပ်ထုတ်ပေးနိုင်လောက်အောင်တော့ကောင်းတယ်။ဒါပေမဲ့ခုနပြောတဲ့ productivity effect ကိုဖန်တီးကြည့် အလို့အစ်စ်တွေပြန်ပေါ်လာစေလောက်အောင်တော့ကုန်ထုတ်ဆွာကိုမမြင့်တင်ပေးနိုင်ဘူးဥပမာတစ်ခုလောက်ပြလို့ရမလားอืม customer service chatbot တွေကိုစဉ်းစားကြည့်လေအော်ဟုတ်တယ်ကုမ္ပဏီတွေကလူသားဝန်ထမ်းတွေနေရာမှာအဲ့ဒါတွေနဲ့အစားထုတ်လိုက်တယ်ဒါကြောင့်လူတွေအလုပ်ပြုတ်သွားတယ်ဒါပေမဲ့သုံးဆွဲသူတယောက်အနေနဲ့အဲ့ဒီ chatbot နဲ့စကားပြောရတဲ့အခါဘလောက်စိတ်ပျက်ဖို့ကောင်းလဲဟုတ်တယ်ကိုပြဿနာကိုတကယ်မဖြေရှင်းပေးနိုင်ဘူးအဲ့ဒါပဲနောက်ဆုံးတော့လူသားဝန်ထမ်းစီရောက်အောင်나이ဝတ်လောက်ချင်းကုန်းသွားတယ် ဒါဟာဆိုဆိုတက်ကနိုလိုဂျီပဲကုမ္ပဏီကတ္တာကုန်ကျစရိတ်နည်းနည်းတက်သာသွားပေမဲ့ဝန်ဆောင်မှုအရေးတွေ့ကျသွားတယ်စီးပွားရေးတစ်ခုလုံးရဲ့ကွန်ထုတ်ဆွမ်းအားကိုလည်းတည်တည်သာသာမမြင့်တင်ပေနိုင်ဘူးလီလိုဆိုဆိုနိပနာတွေကိုအလွန်အကျွံသုံးဆွဲလာတဲ့အခါအလုတ်တွေပဲပျောက်ပြီးအလုတ်အတိတ်တပြန်မပေါ်လာရဲ့အန်ဒီရဲ့ရှိတယ်ပေါ့ဟုတ်ပါတယ် AI ပေါ်အလုဝါစေးလှုပ်ရှားနေပေမဲ့မကြဘိခင်ကကမ္ဘာကွန်ထုတ်ဆွမ်းအားတိုးတက်မှုနှီးခွေးနေတာကဒီအကြောင်းရင်းကြောင့်များလာလို့ပညာရှင်တွေကအစားပြီးမြေကွန်ထုတ်နေကြပါပြီ ဒါဆိုရင်ဒီဆွေးနွေးမှုတစ်ခုလုံးကိုပြန်ချုပ်ကြည့်အောင်စိတ်ရုပ်တွေကငါတို့အလုပ်တွေကိုလာလူတော်မှာလာဆိုတဲ့ဇလန်းကတကယ်တော့အဖြူအမေဇလန်းမဟုတ်ဘူးပေါ့ဟုတ်ပါတယ်ဒါဟာအလုပ်တွေကိုဖျက်ဆီးတဲ့ displacement effect နဲ့ productivity effect နဲ့အလုပ်အတစ်တွေဖန်တီးတဲ့ reinstatement effect တို့ကြောင့်အဆက်မပြတ်ဖြစ်ပွားနေတဲ့အပြေးပြိုင်ပွဲကြီးတစ်ခုပဲအဆုံးတက်မှာတော့အနာဂတ်ဆိုတာကြိုတင်တတ်မှတ်ထားတာမဟုတ်ပါဘူးဒီပြိုင်ပွဲရဲ့ရလအပေါ်မှာပဲမူတည်နေပါတယ် ပြိုင်ပွဲမှာဘသူနိုင်မလဲဆိုတာကကျမတို့ရဲ့ရွေးချယ်မှုတွေပေါ်မှာအများကြီးမူတည်နေတယ်ပေါ့ဟုတ်ပါတယ်ကျွန်တော်ရဲ့ပညာရေးစနစ်တွေကအနာဂတ်အတွက်လိုအပ်တဲ့ကျွမ်းကျင်မှုအသစ်တွေကိုဘလောက်ကောင်းကောင်းပြင်ဆင်ပေးနိုင်မလဲနောက်ပြီးတော့ဆိုးဆိုးနီးပညာတွေအစားလူသားကိုအားဖြည့်ပေးတဲ့နီးပညာမျိုးကိုအားပေးနိုင်မလားဆိုတဲ့အပေါ်မှာပဲမူတည်နေပါတယ်ဒီနေ့ဆွေးနွေးခဲ့တဲ့သုတေသနတွေကအလွတ်တအားဝင်နေတဲ့ကျွမ်းကျင်မှုတွေအပေါ်အဓိကထားခဲ့တယ်ဒါပေမဲ့ဒီမှာဆက်ပြီးစဉ်းစားစရာမေးခွန်းတစ်ခုထားခဲ့ချင်ပါတယ်โอเค generative AI လို့နည်းပညာတွေကအရင်ကလူသားတွေရဲ့တည်တံ့နေပဲလို့သတ်မှတ်ထားတဲ့တီထွန်ဖန်တီးနိုင်စွမ်းအမှုပညာဖန်တီးနိုင်စွမ်းတွေကိုပါကျွမ်းကျင်ပိုင်နိုင်လာတဲ့အခါဘာဆက်ဖြစ်မလဲ။ဟွန်းကောင်းတဲ့မေးခွန်းပါပဲ။ Polanis paradox ကငါတို့ပြောမပြနိုင်တာကိုစက်ကမလုံးနိုင်ဘူးလို့ဆိုခဲ့တယ်။ဒါပေမဲ့အခု AI တွေကငါတို့မပြောပြပဲသူ့ဘာသာသူ့ ကောက်ချက်ဆွဲတင်ယူလာနိုင်ပြီဟုတ်တယ်အဲ့ဒီလိုခက်မှလူသားရကဘလို့ရှင်ပြိုင်မှု အာတာချက်အတိတ်ပေါ်ထွက်လာနိုင်မလဲပြီးတော့အဲ့ဒီကကျမတို့ဘလို့စပြီးပြင်ဆင်ကြမလဲဒါကတော့ဒီနေ့ရဲ့ဆွေးနွေးမှုအလွန်ကစဉ်းစားစရာချက်တစ်ခုပါပဲ